ဒါတော့ highway မောင်းတဲ့သူတွေတော်တော်များများကြိုက်ကြတယ်။ Yamaha NVH cycle ပဲဖြစ်ပါတယ်။ဒီ cycle ကတော့ model က2020 model ပါ။ engine power ကတော့ 155cc နဲ့ပါ။ဒီ Yamaha NVH cycle တွေကိုဘာလို့လူကြိုက်များကြလဲလို့မေးလိုက်တဲ့အခါမှာ engine performance ကောင်းတဲ့အပြင်အခုလိုမျိုးနောက်ဖောက်ကဖောက်နှချောင်းနဲ့မို့လို့ပိုးပြီးမှလူကြိုက်များကြရလို့ဖြေကြတာကိုတွေ့ရပါတယ်။ဒါအခုလိုမျိုးနောက်ဖောက်ကဖောက်နှချောင်းနဲ့ဖြစ်တဲ့အတွက်အရှိန်နဲ့မောင်းနေတော့ရုတ်တရက်အချိုးအပွေတွေမှာဆိုရင် weight ကိုပိုးပြီးမှ ဘီးနက်စ်လုပ်ပေးနိုင်တဲ့ရုပ်တရက်ဆက်လက်ဖြစ်နိုင်ပြီးပိုပြီးမှနည်းသွားတာပေါ့နော်အဲဒါကြောင့်မလို့လဲဂျာမန် NBA ဆိုင်ကတွေက highway မောင်းတဲ့သူတွေတော်တော်များများကြိုက်ကြတယ်လို့ပြောရင်မှားမှားပါဘူးတော်ဝိုင်းဆိုင်ရာကိုလုံခြုံမှုပိုရှိစေမဲ့ smacky နဲ့ထောက်လုပ်ပေးထားတယ်ပြီးတော့ဒီမှာဆိုရင်ရေတိုင်ကြီးလည်းပါတယ်ရေတိုင်ကြီးပါတဲ့အတွက် highway မောင်းကြီးမျိုးမှာ engine heated တာမျိုးတော်ယုံတိုင်အောင်ရှိတော့မှာမဟုတ်ပါဘူးအဲဒီမှာရှင်မီကြီးရဲ့ဒီဇိုင်းအရဆိုလဲကြည့်လဲအောင်နော် V ပုံဒရန်နဲ့ချွတ်ချွန်းလေးတော်တော်ကိုလှတယ် ီးတော့ brake line ဆိုင်ရာကိုကြည့်မယ်ဆိုရင်လည်း highway မောင်းတဲ့သူတွေအကြိုက်ရှေ့ brake မှာ ABS brake system နဲ့ထုတ်လုပ်ပေးထားပါတယ်ဒီ Yamaha NVH ဆိုင်ရယ်က model က920 model ပါ MD1 Yablet license ကြီးနဲ့ဝယ်ယူစီးနင်းဝင်ရမှာပဲဖြစ်ပါတယ်ဒါနဲ့ဒီ video ကို share ထားတဲ့ post ကိုပြပြီးဝယ်ယူမယ်ဆိုရင်ကျွန်တော် Motonic ရဲ့ဆိုင်ရယ်ချစ်သူမိတ်ဆွေတွေကိုကျန်တဲ့သိန်းတိတိထပ်မံဈေးလျှော့ပေးသွားအောင်ပါဒါကတော့ Nike bike တွေကြားမှာလူကြိုက်များနာမည်ကြီးတဲ့ Honda CB 150ဆိုင်ရယ်ပဲဖြစ်ပါတယ် ဒီဆိုင်ကြီးကတော့ model က98 model ပါ 150cc engine power ဓာတ်နဲ့မှဆိုရင်ဒီ Honda CB 150ရဆိုင်ကလူကြိုက်အရန်များတယ် second zero မှာလည်းအရောင်းဝယ်တားတွတ်တယ်ပေါ့အဖောက်ကဆိုရင်လည်းဒါခါပေါင်းနေပါ brake တိဆိုရင်လည်း shift brake ရောနောက် brake ရောကို ABS brake system နဲ့ထုတ်လုပ်ပေးထားပါတယ်ဒိုင်ခွက်ကတော့ digital ဒိုင်ခွက်နဲ့ပါစက်တန်လေးတစ်ချက်နားဆင်ကြည့်ပေးကြပါဦးခင်ဗျာ ါအိမ်ဆုံးကဆိုင်ရယ်ကိုရရဲ့အောက်ဖက်နားမှာလုံးဝကိုဒီဇိုင်းလှလှလေးနဲ့တက်ဆင်ပေးထားတယ်။ဒီ Honda City 150ဆိုင်ရယ်တွေကအင်ဂျင်အစွဲယုံကလုံးဝကိုအထွတ်ထွက်တယ်။ဒါကျွန်တော်ကိုယ်တိုင်လည်းစီးပူပါတယ်။မီးခွေအဝိုင်းကြီးနဲ့လူကြိုက်များနာမည်ကြီးတဲ့ဒီ Honda CB 150ဆိုင်ကတော့မော်ဒယ်က2018မော်ဒယ်ပါ MD1 ရပ်လက်လိုင်းစင်ကြီးနဲ့ဝယ်ယူစီးနင်းခွင့်ရမှာပဲဖြစ်ပါတယ် ဒီဆိုင်ငယ်ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့ဇွဲထက်ဆိုင်ငယ်ရှိုးရူးမှာစတင်ဝယ်ယူအားပေးလို့ရနေပါ යි ခင်ဗျာစော်ကြည့်ခြင်းနဲ့ဘဲကြည့်ခြင်းနဲ့ဆိုတဲ့လူငယ်တွေအတွက်ဒီမှာအရင်လာတဲ့ Honda Clip 1.5ဆိုင်ကလေးရှိပါတယ်ဒါလေးကတော့ Nissan Kala လေးနဲ့မို့လောလောဆယ်ဈေးကွက်ထဲမှာလူကြိုက်များနေတဲ့ဘိန်းလေးပဲဖြစ်ပါတယ်အင်ဂျင်ဘဝကတော့1.5 cc နဲ့ပါစီစံနှုံတတော်ကိုတက်တာတယ် Highway မောင်းလို့လည်းကောင်းတဲ့ ဝနာကလစ်ဝနုပိုက်ဆိုင်ကလေးပဲဖြစ်ပါတယ်ဟိုက်ဝေးမောင်းကြီးမျိုးမှာလည်းစီစားအရန်တက်တာတဲ့ဒီဝနာကလစ်ဝနုပိုက်ဆိုင်ကကမော်ဒယ်က2018မော်ဒယ်ပါ MD1 ရပ်လက်လိုင်စင်ကြီးနဲ့ဝယ်ယူစီးနှင်းဝင်ရမှာပဲဖြစ်ပါတယ်ဝနာကလစ်ဝနုပိုက်ဆိုင်ကလေးကမော်ဒယ်အလိုက်စီးရရမှာဆိုရင်ဒီ2018မော်ဒယ်ဒီဝနာကလစ်ဝနုပိုက်ဆိုင်ကလေးကပိုးပြီးမှလူကြိုက်များတယ်ကာလာလေးကအနစ်ဆုံကာလာလေးနဲ့မို့ပိုးပြီးမှလူကြိုက်များတာကိုတွေ့ရပါတယ်